။တရားပင်စီဇွန်လ16ရက်တနင်္လာနေ့ကန္နရိုထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းအစီအစီကနေပြန်လည်တင်ဆက်ပေးနေပါပြီ။ဒီကနေ့မှာတော့ဖေခုံရှစ်ဖက်ချမ်းမှာရှိတဲ့နတ်မိုင်ချောင်းရေရှံပြီးဒေသခံတွေရဲ့စိုက်ခင်တချို့ရင်းနှီးမြုပ်ခဲ့တဲ့တဲ့။ဘိုင်ကောမြို့မှာရွေးကောက်ပွဲကျင်းပနိုင်ဖို့စက်ကောင်စီကြိုးပမ်းနေတဲ့အကြောင်းစက်ကောင်စီရဲ့ထိုးစစ်ကြောင့်ဖေခုံရှစ်ဖက်ကံကနေမြေတချို့လက်လွတ်ရပြီးကျေးရွာ15ရွာဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဖြစ်စဉ်နဲ့စစ်ကောင်စီနဲ့ PNO ထိုးစစ်ကြောင့်ဖေခုံရှိဖက်ချမ်းမှရှိတဲ့စာတင်ချောင်းတချို့ပိတ်လိုက်ရတဲ့အကြောင်းတွေကိုကြည့်ရှုနားဆင်ရပါမယ်ရှင်။မော်တဲထန်စော်ရွာတွန်းခဲ့တဲ့အတွက်ဖေခုံဤရှိဖက်ကန်လိုက်ပေါ်ကျေးရွာအုပ်စုတွင်မှရှိတဲ့နတ်မန်းချောင်းရည်ကြီးရည်ရှင်မှုဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့်ဒေတာခင်တွေစိုက်ပျိုးထားတဲ့ပြောင်းခင်းနဲ့စပါးခင်းတွေကိုရည်ဝေပြီးတချို့ခင်းတွေရည်နှိမ့်မြုပ်သွားခဲ့တယ်လို့သိရပါတယ်။ ဇွန်လ23ရက်ညနေပိုင်းမှာချောင်းရီစတင်တက်လာခဲ့တာပါ။နမ်မန်ချောင်းရီရှံမှုကလမ်းမကြီးအထိဝေရောက်နှိပါဖြစ်သလိုကျေးရွာတွေကိုလည်းရေဝင်မှုတွေရှိနေပြီဖြစ်ပါတယ်။အဲ့ဒီရေဝင်မှုကြောင့်ရွာတွေကစပားတွေနဲ့ပျက်စီးသလိုရေထဲမျောပါသွားတာရှိတယ်လို့ဒေသခံတဦးကပြောပါတယ်။ပြီးခဲ့တဲ့နှစ်မှာလည်းမုံတိုင်းရှင်ကြောင့်မိုးသဲထန်စွာရွာသွန်းခဲ့ပြီးချောင်းရီရှံတဲ့အတွက်ဒေသခံတွေရဲ့ပြောင်းခင်းစပားခင်းအများပြား နှိမ့်မြုပ်ပျက်စီးမှုရှိခဲ့ပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့လွှိုင်ကုန်းမြို့မှာရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့အတွက်နှီးပြဆရာဖြစ်တဲ့နန်းကိုဇွန်လ23ရက်နေ့ကနေ24ရက်နေ့အထိနှစ်ရက်သာပြည်နယ်ခမ်းမမှာ ပြုလုပ်ခဲ့တာပါ။မြမအီလက်ထရောနစ်မဲပေးဆက် EVM ကိုအသုံးပြုဖို့အဓိကထက်သွင်းပြောဆိုထားတယ်လို့သိရပါတယ်။ အဲ့ဒီတင်နန်းကိုတက်ရောက်သူတွေဟာမေပေဆက်အသုံးပြုနှင်းကိုပြည်သူတွေထံဆက်လက်မျှဝေတင်ကြားပေးရမှာဖြစ်ပါတယ်။အာနာသိမ့်ပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့ကရားပြည်နယ်ပြည်သူ့ပါတီ KYSPP ကိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲကမရှင်ကပါတီတီထောင်ခွေကို ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာခွေပြုထားပါတယ်။အဲ့ဒီပါတီဟာစစ်ကောင်စီလက်အောက်ခံပါတီတစ်ခုဖြစ်တယ်လို့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာ ပါဝင်ရွေးချယ်သွားမယ်လို့ဒေတာခန်တွေကယူဆထားကြပါရယ်စစ်ကောင်စီက2025ခုနှစ်နှစ်ကုန်ပိုင်းမှာတနိုင်ကလုံးအတိုင်းတာနဲ့ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးစစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ Greenie B ကစစ်ကောင်စီထိန်းချုပ်တဲ့နေရာအနည်းစုမှာရွေးကောက်ပွဲမဖြစ်မနေပြုလုပ်နိုင်တယ်လို့သုံးသက်ပြောဆိုမှုတွေလည်းရှိနေပါတယ်စစ်ကောင်စီကိုတော်လာတိုက်ခိုက်နေတဲ့တော်လာရင်အင်အားစုတွေကတော့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုလူသူတွေအနေနဲ့ မပါဝင်ကြဖို့ကက်ကွယ်ကြဖို့ကို တိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့မနေ့ပိုင်းကဆလို့ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုတ်ရှစ်ဖက်ကမ်းမှာရေပူကြီးရွာတွေကိုစစ်ကောင်စီတပ်နဲ့ PNO ပို့ပူပေါင်းတပ်တွေကအင်အားတထောင်ဝန်းကျင်နဲ့စစ်ကြောင်းထိုးဝေရောက်လာခဲ့ပါတယ်။အခုလက်ရှိအဲ့ဒီစစ်ကြောင်းဟာတောင်ပို့ကွယ်ကြီးရွာလမ်းခွဲမှာနေရာယူထားဆဲဖြစ်တယ်လို့သိရပါတယ်။ဒါရီပြင်ဇိုလာ၂ရက်နေ့ကဆလို့ ်ဇွန်လ23ရက်နေ့အထိတော်လာရေးဖက်ကမယ်မြေလေးခုကိုဆုတ်ပေးလိုက်ရတယ်လို့တော်လာရေးတပ်ဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတဦးကပြောပါရယ်အခုလိုစက်ကောင်စီတပ်နဲ့ PNO ပူပေါင်းတပ်တွေစစ်ကြောင်းထိုးဝေရောက်လာတဲ့အတွက်တော်လာရေးပူပေါင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးဖဲခုံအေးအရှိဖက်ကမ်းမှရှိတဲ့ကျေးရွာပေါင်း15ရွာဝန်းကျင်ဟာဘီလို့ရကိုထွက်ပြေးတန်းရှောင်နေကြရတာပါထွက်ပြေးတန်းရှောင်နေကြရတဲ့အခါစားနာရိတ်ခါနေရာထိုက်ခဲ အမို့ကစားတဲ့အခက်ခဲပေါင်းများစွာနဲ့ရင်ဆိုင်နေရတယ်လို့စစ်ဘေးရှောင်ရေးကူညီဆောင်ရွက်ပေးသူတို့ကပြောပါတယ်။လက်တလုံးမှာစကောင်စီတက်တဲ့ PNO ပူပေါင်းတပ်ဖွဲ့တို့ကတော်လာရေးတပ်ဖွဲ့တွေဆုတ်ခွာပေးလိုက်တဲ့နေရာအသီးသီးတွေမှာရှိနေပြီ။ဒေသခံတော်လာရေးပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးပေမဲ့အချိန်မီတိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့တော်လာရေးတပ်ဖွဲ့ကအသိပေးထားပါရဲ့ရှင်။ ဇော်လနေရဲနေ့ကစလို့စစ်ချောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ PNO ပူပေါင်းတပ်ဖွဲ့တွေနဲ့ဒေသခံတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ရဲ့တိုက်ပွဲတွေကြောင့်ဖေကုံရှိဖက်ကန်းကစာတင်ကြောင်းတွေပိတ်ထားလိုက်ရတယ်လို့သိရပါဗျ။တိုက်ပွဲတွေစစ်ချောင်းထိုးမှုတွေကြောင့်ဖေကုံရှိဖက်ချန်းကဂျေးရွာ15ရွာခန့်ထွက်ပြေးသိမ်းရှောင်နေကြရတယ်လို့ထွက်မပြေးရသေးတဲ့ဂျေးရွာတချို့မှာလည်းစာတင်ကြောင်းတွေပိတ်ထားလိုက်ရတာပါ။မသိမ်းရှောင်ရသေးတဲ့ဂျေးရွာတချို့စီကိုလည်းစစ်ကောင်စီကလက်နက်ကြီးတွေပစ်ခတ်မှုတွေရှိနေတဲ့အတွက် ကလေးတွေရဲ့လှုပ်ချုပ်ရေးစိတ်မချရတာကြောင့်စာတင်เจ้าတွေကိုပိတ်ထားလိုက်ရတာပါပြီးခဲ့တဲ့နှစ်တွေမှာเจ้าမတက်လိုက်ရတဲ့ကလေးတွေရှိသလိုအခုနှစ်မှာလည်းเจ้าတွေထပ်မပိတ်ထားလိုက်ရတဲ့အတွက်ကျောင်းသားမိဘတွေဟာသူတို့ရဲ့ကလေးပညာရေးကိုစိုးရိမ်ပူပန်နေကြရပါတယ်။ပြီးခဲ့တဲ့ဇွန်လ6ရက်နေ့မနေ့ပိုင်းကစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက်နန်းပေါလုံကျေးရွာမှာရှိတဲ့အသက်19နှစ်အရွယ်ကျောင်းသားတဦးတေဆုံးခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ကနော်ရီတိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရင်းနီဘီသူဘီတာအားလုံးစစ်ဘေးအပါဝင် ကပ်ဘေးမျိုးမျိုးနဲ့ကင်းဝင်ကြပါစေရှင်။ကျမမော်လေးများပါ။